လူထုထောက်ခံမှုကြာဆင်းနေတဲ့သမရစီကနေအာနာသိမ့်ပြီးတဲ့နောက်မာတာဂတ်စကာစစ်ကောင်းဆောင်ကသမရအဖြစ်ကျန်းသစ်စာကျင်းဆိုမယ်လို့ကြေညာခဲ့ပါတယ်။စစ်အာနာသိမ့်မှုဖြစ်ခဲ့တဲ့ကျွန်းနိုင်ငံနဲ့ဆက်ဆံရေးကိုအာဖရိကသမဂ္ဂကဆိုင်းငံ့ထားဖို့ဆုံးဖြတ်ပြီးမကြခင်မှာပဲ။အာနာသိမ့်စစ်ကောင်းဆောင်ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီရန်နာရီနာကသူကိုယ်တိုင်သမရတဲ့အဖြစ်တာဝန်ယူမဲ့အကြောင်းကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။စေရဲနွမ်းပါမှုစေရဲကြက်တဲမှုဒဏ်ကြောင် လူထုကအစိုးရကိုစန့်ကျင်ဆန္ဒပြမှုတွေအရှိန်မြင့်လာတဲ့နောက်အခုသတင်းပတ်မှာစစ်တပ်ကဂျားဝင်ပြီးအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။အဲဒီနောက်စစ်တပ်ကဥဆောင်တဲ့ဂျားကာလာအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းဖို့ပြင်ဆင်နေပြီးအာဏာသိမ်းစစ်ကောင်ဆောင်ကတမဒဖြစ်လာမဲ့သဘောပါ။ပြည်တွင်းမှာလူငယ်တွေဥဆောင်တဲ့အစိုးရစန့်ကျင်ရေးဆန္ဒပြမှုတွေကိုစစ်တပ်ကပါပူးပေါင်းခဲ့တဲ့နောက်တမဒကတော့ပြည်ပကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ရပါတယ်။အာဏာသိမ်းလိုက်တဲ့အကြောင်းမျိုးတော့ Antananarivo မှာကြေညာခဲ့တဲ့အခါ ာနာသိန်းစစ်ကောင်းဆောင်ကစစ်တပ်ဟာမျိုးသားလွှတ်တော်ကလွဲလို့နိုင်ငံရဲ့အုပ်ချုပ်ရေးနဲ့အစိုးရဌာနအသီးသီးကိုလက်လွဲကင်တွယ်သွားမယ်ဆိုတာအတည်ပြုခဲ့ပါတယ်စစ်တပ်ရဲ့ထိပ်ပိုင်းရာရှိတချို့ကတော့သမရသည်ဖြစ်အာနာသိန်းစစ်ကောင်းဆောင်ရဲ့ကျန်းသစ္စာကျိန်းဆိုမှုကရက်အနေငယ်အတွင်းမှာအကောက်ထဲပေါ်လာနိုင်ကြောင်းပြောပါရယ်အာဖရိကသမဂ္ဂကတော့မာဒါဂါစကာမှာဆရာနာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့်အဖွဲ့ဝင်အဖြစ်သတ်မှတ်ချက်ကိုယာယီဆိုင်ငံထားမှာဖြစ်ပြီးဒီအဆုံးဖြတ်ချက်ကချက်ချင်းအသက်ဝင်မယ်လို့ အောက်တိုဘာ15ရက်နေ့မှာကျင်းပခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကနိုင်ငံအာဏာကိုတရားမဝင်နီးလန်းနဲ့ရယူခဲ့တဲ့အပေါ်တုံ့ပြန်တာဖြစ်တယ်လို့အာဖရိကသမဂ္ဂရဲ့ဥက္ကဋ္ဌမမတ်အလီယူဆုဖ်ကပြောကြားခဲ့ပါတယ်။တရားနီးလန်းကြမှုကအင်အားသုံးခြင်းရဲ့အထက်မှာအမြဲတမ်းရှိနေဖို့လိုတယ်လို့သူကဆိုပါတယ်။စစ်တပ်ဥဆောင်တဲ့ကော်မတီကဂျားကာလာအုပ်ချုပ်ရေးကောင်စီနဲ့အတူနှစ်နှစ်ကြာတာဝန်ယူအုပ်ချုပ်ပြီးရင်ရွှေကောက်ပွဲ ကျင်းပပေးဖို့ရည်ရွယ်ထားကြောင်းအာနာသိန်းစကောင်းဆောင်ကပြောပါတယ်။ အသက်50နှစ်အရွယ်သမရကတော့ ပြင်သစ်စစ်တပ်ရဲ့လေယာဉ်တစ်စီးနဲ့အတူပြည်ပကိုတိမ်းရှောင်သွားခဲ့ပါတယ်။သူက မာဒါဂါစကာမှာဆက်နေရင်အသက်အန္တရာယ်ချင်းချောက်ခံရနိုင်တာကြောင့်ထွက်ပြေးရတာလို့ပြောပါတယ်။သူဘယ်မှာရှိနေသလဲဆိုတာကိုတရားဝင်မကြေညာပေမဲ့ UAE နိုင်ငံရဲ့ဒူဘိုင်းမြို့ကိုရောက်နေတယ်လို့ယုံကြည်ရကြောင်းတန်တမန်အသက်ဝန်ကခန့်မှန်းထားပါတယ်ရှင်။